မင်္ဂလာပါအင်္ဂလိပ်စာလေ့လာနေတူတိုင်းကြုံတွေ့တရတဲ့ဒီ sometime sometime နဲ့ sometimes ဆိုတဲ့စကားလုံးသုံးလုံးကအတိတ်ပဲတူတလို့နဲ့တကယ်တမ်းသူတို့ကိုပြန်ပြီးတော့မှသုံးတဲ့အခါမှာဆိုလို့ရှိရင်တစ်ခုနဲ့တစ်ခုလုံးဝမတူကြဘူးဆိုတာတီးကြတယ်နော် as in sometimes sometime sometimes ဆိုတဲ့လေ့ဝတ်ချက်ကိုအတူတူဖော်ထုတ်ကြရအောင် မဦးဆုံးတလုံးဖြစ်တဲ့ sometime တို့ရေးထားတဲ့ sometime ဖြစ်တယ်။သူကတော့ ever of time ကရိယာဝိပတ်ရဲ့အချိန်ဖြစ်တယ်ပေါ့နော်။သူရဲ့အတိတ်ဘယ်ကတချိန်ချင်းမှာတချိန်ချင်းမှာဆိုတာက တော့အတိတ်ကြတော့မဟုတ်ဘူး။ဘယ်လိုမျိုးလဲအနာဂတ်ရဲ့တချိန်ချင်းလည်းဖြစ်နိုင်တယ်လို့အတိတ်ကအချိန်တချိန်ချင်းလည်းဖြစ်နိုင်တယ်။ သူကတော့အမ်မတိကြတဲ့မရေရာတဲ့အချိန်တစ်ခုခုကိုပြောချင်တဲ့အခါမှာဆိုရင်ဒီတွဲထားတဲ့စကလုံးနှလုံး sometime ကိုသုံးပါတယ်ဥပမာလေးနဲ့အတူတူကြည့်ကြရအောင်ဥပမာသူမဟာလာမဲ့နှစ်တစ်ချိန်ချိန်မှာပေါ့နော်သူဂျပန်ကို ခရီးသွားချင်တယ် as in blue ပြောမလဲဆိုတော့ she hopes to travel to Japan sometime next year နောက်နှစ်တစ်ချိန်ချိန်မှာဥပမာနောက်နှစ်ရဲ့နောက်နှစ်ရဲ့ January လည်းဖြစ်နိုင်တယ်လို့နောက်နှစ်ရဲ့ May June July လည်းဖြစ်နိုင်တယ်တစ်ချိန်ချိန်မှာဒါပေမဲ့သူကတော့မသိချောက်ပေါ့နော် Okay နောက်တစ်ခုကိုဆက်သွားကြည့်မယ်သူကို2019ခုနှစ်2019ခုနှစ်တစ်ချိန်ချိန်မှာစုံခဲ့ဖူးတယ်လို့ထင်တယ်ပေါ့နော်တစ်ချိန်ချိန်2019ရဲ့ ဘယ်အချိန်မြစ်ပြတစ်ချိန်ချိန်မှာပေါ့သူဂျုံခဲ့ဖူးတယ်စုံခဲ့ဖူးတယ်ဆိုအင်္ဂလိပ်လို I think I met him sometime in 2019 sometime တို့ရေးထားတဲ့စကားလုံးဖြစ်ပါတယ်တစ်ချိန်ချိန်မှာ2019ရဲ့တစ်ချိန်ချိန်မှာတော့တွေ့ဖူးတယ်ဘယ်အချိန်တော့မသိဘူးပေါ့နော်ဥပမာ2019ရဲ့အစပိုင်းလည်းဖြစ်နိုင်တယ်လို့နေ့အလယ်ပိုင်းနောက်ဆုံးပိုင်းမင်းလည်းဖြစ်ဖြစ်နိုင်တယ်အဲကြောင့် sometimes တစ်ချိန်ချိန်မှာလို့အသိပေးရပါတယ် โอเคဒီတစ်ခါကြတော့ some time ဒီတစ်ခါခွဲထားတဲ့စာလုံးဖြစ်တယ်ပေါ့เนาะခွဲပြီးတော့มาရေးထားတဲ့ some time သူရဲ့အတိတ်ပဲကတော့ခဏတာအချိန်အတန်ကြာပေါ့เนาะသူကကျတော့ကြာချိန်ကိုရည်ညွှန်းချင်တဲ့အခါမှာသုံးပါတယ်တနည်းအားဖြင့်သူက a period of time ဖြစ်တယ်ကြာချိန်ကိုရည်ညွှန်းချင်တဲ့အခါမှာသုံးပါတယ် example လေးနဲ့အတူတူကြည့်ကြရအောင် ဥပမာမင်းရဲ့ကလန်ချက်ကိုစဉ်းစားဖို့အကျွန်တော်ကိုအချိန်အနည်းငယ်ပေးနိုင်မလားပေါ့နော်အချိန်အကြာချိန်ကိုပြောချင်တဲ့အခါမှာ could you give me some time to think about your offer အဲဆိုရင်ကြာချိန်ကိုပြောချင်တဲ့အခါမှာ some time ခွဲထားတဲ့စကားလုံးကိုသုံးရပါမယ် Okay, let's jump into other example. နောက်တစ်ခုကညွန်ကြားချက်တွေကိုနားလည်ဖို့ကျွန်တော်ကိုအချိန် ခဏပေါ့နော်ယူခွင့်ပြုပါအချိန်ခဏတော့ပေးပါလို့ပြောချင်ရင် it took me some time to understand the instructions အဲဆိုကြာချိန်ပေါ့နော် some time ခွဲထားတဲ့ဟာကကြာချိန်ဖြစ်ပါတယ်ကျွန်တော်ဒါတွေကိုနားလည်ဖို့အတွက်အချိန်ယူရတယ်ဆိုတဲ့ပုံဖြစ်ပါတယ် okay so the last one sometimes ဒီတခါတော့ sometime မှာ s ပါတယ်ဗမာလိုဆိုလို့ရှိရင်တော့တခါတရံသူကအချိန်အရေးအတွက်ကို ဖော်ပြခြင်းတဲ့အခါမှာသုံးတယ်သူက adverb of frequency ဖြစ်ပါတယ်အမြဲတမ်းလုံနေချင်အရာတော့မဟုတ်ဘူးဥပမာဆိုလို့ရှိရင်တပတ်ကိုနှစ်ခါပေါ့နော်တပတ်ကိုတခါအဲ့လိုမျိုးဆိုလို့ရှိရင်တော့တခါတရံလုံလေးရှိတဲ့ဟာပေါ့နော်အဲဆိုရင်ဒီဟာက များသောအားဖြင့်ကတော့ယင်းကြီးကျောင်းဝင်ပြီးသားဖြစ်ပါတယ် sometimes ဒီတစ်ခါဥပမာလေးနဲ့အတူတူကြည့်ကြရအောင်တစ်ခါတည်းရန်သူမနှောက်ချတတ်ပေမဲ့နောက်ဆုံးတော့အများတိုင်းရောက်လာတယ်ပေါ့နော် sometimes she is late but she always arrive eventually တစ်ခါတည်းရန်ပေါ့နော်နှောက်ချတတ်တယ်ဒါပေမဲ့အများတိုင်းတော့ပုံမှန်အချိန်လာတယ်ကဲနောက်တစ်ခုကကျတော့ပါလဲဆိုသူတို့ဟာတနင်္ဂနွေနေ့တည်းမှာဆိုတစ်ခါတည်းရန်စီးသွားတတ်တယ်ပေါ့နော်တနင်္ဂနွေနေ့တည်းဆိုတော့သွားတတ်တယ် they sometimes go to the market on Sundays. To be more clear that so let's see the example more. Sometimes I think it will take some time to finish this book, but I will finish it sometime next month. The cardian Jama Jama attend this old people a a danger on you me. Dabi me la me la the ching maro beyond pan me bono. As sometimes S ပါတဲ့ဟာတခါတရံ some time ခွဲရထားတဲ့ဟာက အချိန်ကြာကြာကြာတဲ့အချိန်ကိုပြောချင်တာဖြစ်ပြီးတော့မှ some time တော်ရေးထားတဲ့ဟာကျတော့တထင်ချင်းမှဆိုအတိတ်ပင်ဖြစ်ပါတယ်။ Okay ဒီတခါကြတော့အကုန်လုံးကိုတည်သွားပြီပေါ့နော်။ဒါဆို review လေးတစ်ခေါက်ပြန်ကြည့်ရအောင်။ some time တော်ရေးထားတာကတထင်ချင်းမှ some time ခွဲရထားတာက အချိန်အကြာ sometimes s ပါတာကတခါတရံဖြစ်ပါတယ်။ ဒီ၃ခုရဲ့ကွာချမ်းချက်ကိုတည်သွားပြီဆိုတော့တခြားလူရေးတာတွေကိုလည်းဖတ်ရင်ဒီလာမယ်ကိုကိုတိုင်းရေးတဲ့ခါမှလည်းအမားမရှိဘဲနဲ့တုံနိုင်ဖို့မျှော်လင့်ပါတယ်ပို့ပြီးတော့မှကိုက sometimes already စကလုံးသုံးလုံးကိုဘလောက်ထိနားလဲခွဲခြားတတ်ပြီလဲဆိုလို့ရှိရင် exercise လေးနဲ့အတူတူလုပ်ကြည့်ကြရအောင်ဒီဒီကွက်လက်ထဲမှာ Sometime, sometimes, sometimes sometimes ဆိုတဲ့ဒီသုံးလုံးကိုခွဲပြီးတော့မှရေးခဲ့ပြီးပါ you can pause the video here and do the exercise okay thank you see you in the next video